ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပြင်ကြပါစေနော်ကျွန်တော်မြန်မာပြည်သားတွေအားလုံးအားလုံးပျော်ရွှင်နေရမြင်ကျွန်တော်ရမ်းစိတ်ချမ်းသာရပါတယ်ကြာနော်ကျွန်တော်ကိုယ်ရင်ပျော်ရွှင်နေရသူခံစားရတယ်အာဒီနေ့အဓိကပြောမယ့်ကိစ္စလေးကတော့အဲ NASA ကဥက္ကဋ္ဌကြီးပေါ့ဗျာနော်ဦးမင်း online ဒီ ASEAN ဥက္ကဋ္ဌဖြစ်တယ်ပေါ့နော်ကျွန်တော်တို့မလေးရှားမလေးရှားနိုင်ငံဝန်ကြီးချုပ်ဖြစ်မှာတင်ပါနော်ဝန်ကြီးချုပ်နဲ့တွေ့ပါလိမ့်မယ်အဲ့တော့အဲဒီတွေ့ဆုံမှုဟာ ဘယ်လိုမျိုးတင်ဂီတဆောင်တယ်လဲမြန်မာနိုင်ငံအတွက်ဘာတွေဖြစ်ထွန်းလာနိုင်တယ်လဲအဲနောက်ထပ်ကျွန်တော်တို့နာဆာကရဲ့တန်ငင်းတမန်ခင်အခြေအနေဘယ်လိုရှိတယ်လဲနာဆာကအပေါ်မှာဟောမလို့ဆိုရှင်ဖဲကျင်ထားမှုပေါ့ isolation isolation ကိုဟောမလို့ဆိုရှင်ကျွန်တော်တို့ရိုက်ချိုးနိုင်ခဲ့ပြီလားအဲစသဖြင့်တော့သူလောသူလောမိကွန်းတွေကိုကျွန်တော်တို့မေးမြန်းပြီးတော့အဆင်းနေသွားပါမယ်အာတိတ်ကိုကောင်းတဲ့လက္ခဏာတွေလို့ပြောလို့ရပါတယ်เนาะပထမဆုံးတစ်ချက်အနေနဲ့အဲ့တော့ ခုလို့ဆိုအာဆီယံဥက္ကဋ္ဌကမလေးရှားနိုင်ငံဖြစ်တယ်အဲ့တော့အာဆီယံဥက္ကဋ္ဌနဲ့အခုနာဆာကရဲ့ဥက္ကဋ္ဌဒီရက်အနေငယ်တွင်မှာဘန်ကောက်မြို့မှာမကြခင်တွေ့ဆုံပါတော့မယ်ဘယ်သူအောင်ပေါင်းမလဲဆိုလို့ရှိရင်အာဆီယံအကြံပေးလဲဖြစ်ကျွန်တော်တို့ထိုင်းနိုင်ငံမှာအထင်ကရနိုင်ငံရေးသမားလဲဖြစ်တယ်လို့เนาะဝင်းကြီးချုပ်ဟောင်းဖြစ်တဲ့သက်စင်ရှင်နာဝါထရာအုံနောက်ရဟန်းကိုကောင်းပါလေเนาะညာညာသွေးအဖြစ်ဒီပုဂ္ဂိုလ်ဟာထိုင်းနိုင်ငံမှာသူဝင်းကြီးချုပ်ရာထူးယူစဉ်အခါမှာ ထိုင်းနိုင်ငံရဲ့အကျွေးတွေကိုခြေနိုင်တယ်မကဘူးလုတ်လုတ်ပုံကိုင်ပုံတွေတအားပြတ်သားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့အခြေခံလူဒန်းစားတွေကအစအရန်ကိုခြေရတော့သက်ဆင်ရှင်နာဝါထရာဟာအတကယ်ကိုတော်တဲ့ပုံကူတယောက်ပါနော်အဲအကြောင်းမို့လဲအခုအာဆီယံမှာအကြံပေးပုံကူတယောက်ဖြစ်နေရှိနေတာဖြစ်တယ်အဲ့တော့အဲသူပါပါဝင်မယ်ဖြစ်တယ်အဲ့တော့ဒီတွေ့ဆုံပွဲဟာနာဆာကဥက္ကဋ္ဌကြီး ဥမဲအောင်လာရဲ့เนาะအာဆီယံဥက္ကဋ္ဌကြီးမလေးရှားဝန်ကြီးချုပ်ရဲ့เนาะအဲကျွန်တော်တို့ဒီအဲတသင်းရှင်နာဝါထရာရဲ့တွေ့ဆုံကြပါလိမ့်မယ်အဲ့တော့ဒီတွေ့ဆုံဆွေးနွေးပွဲကဘာတင်ကြတောက်ဆောင်စီတယ်လဲအဲဒါကကျွန်တော်ပထမဆုံးစဖြေရမယ်ဖြေပါဗျာเนาะနောက်တစ်ခုတော်လန်ရေးခင်ဗျားတို့တော်လန်ရေးတို့ဟလာဒီ NUG ကသူတို့သားလေးတရားဝင်အစိုးရပါပါကဖားတွေပါလာဖားတွေဝင်ကြီးဌာနတွေဖွဲ့ထားပါတယ်ဆိုတာ 啊，看到太阳嘛不一样，那看到太阳我来的，发现了说，那啥干哈？这皮皮的皮皮呢，都是单的蛮清凉，单人的蛮跟清凉哈。这皮皮的皮皮呢，空得了，喏，空得了嘛，看来不罗方子咯，这修罗空得了吧？那不然毛总的钱里呢？呃，就讲你都没有，我们奥南也啥奥面目个，别个啥的嘞，是不是？牛是啥标准啊？你啥话嘞？别对个，你个牛是啥别的，是不是喏？ တရုတ်ရဲ့ရုရှားရဲ့ကနေအဓိကမျိုးစေ့ကိုချပစ်လိုက်တယ်ဒီမျိုးစေ့ချတဲ့အပင်ပေါက်လာတော့ဒီဒီပေါက်လာတဲ့အပင်ဟာအခုဆိုရှင်အရိတ်တဖွဲဖြစ်သွားပါပြီအရိတ်တဖွဲဖြစ်သွားတဲ့အတွက်ကြောင့်မလို့အတနည်းအားဖြင့်တို့တော့မှကျေးဇူးတင်ရမယ်တကယ်ကျေးဇူးတင်ရမယ်အခြေအနေမျိုးပါ။ဘာကြောင့်လဲဆိုတော့တို့ကတော့မှကမ္ဘာစူပါပါဝါနိုင်ငံကြီးတွေဖြစ်တဲ့တရုတ်တို့ရုရှားလိုနိုင်ငံမျိုးကဒီဝင်ကြီးချုပ်တွေနော်။နိုင်ငံကြီးဝင်ကြီးတွေနိုင်ငံတော်အဆင့် ဖိတ်ကြားမှုတွေဘီလာရပ်စ်နိုင်ငံနိုင်ငံတော်အဆင့်ဖိတ်ကြားမှုတွေရဲ့ဟိုဖိတ်ကြားမှုတွေရဲ့ဒီအချိန်အဟောင်းဟာဆိုလို့ရှိရင်ပေါ့နော်ဂုံတရေဟာဆိုလို့ရှိရင်အာဆီယံပင်လျင်မနေတာမထိုင်တာတွေဖြစ်သွားရပါပြီနော်အာဆီယံပင်ပင်လျင်ပေါ့နော်ကျွန်တော်တို့ဒါနဲ့တုံလို့၆ချားပဲအချိန်မျိုးရှိပါအဲ့တော့အာဆီယံကလည်းအခုဆိုမဖြစ်မနေအနာစကနဲ့စကားပြောရပါပြီနော်အဲ့ထို့တူအဲ့တော့ တရုတ်ရုရှားရဲ့အားပေးမှုတွေနော်ပံ့ပိုးမှုတွေအတိမတ်ပြမှုတွေနဲ့အတူပထမဆုံးတစ်ချက်အနေနဲ့အောင်မြင်ခဲ့တာကတော့မဲခေါင်မဲခေါင်ပေါ့နော် sub region မှာဥက္ကဋ္ဌအဖြစ်နဲ့အောင်မြင်ခဲ့ပြန်တယ်ဟောအပြီးတော့ကျွန်တော်တို့ဒီ bin step ပေါ့ bin step ဒီကျွန်တော်တို့ဒီ bin la bin la order ထိစပ်နေတဲ့နိုင်ငံများပေါ့နော်အဲအဲ့ဒီနိုင်ငံများမှာလည်းဒါတန်တန်ကင်းတမန်ကင်းနောက်တစ်ခုကနိုင်ငံတကာ regional leader တွေဖြစ်တဲ့ခေါင်းဆောင်တွေနဲ့ဆက်ဆံ ဆောင်ရွက်လာတယ်။ဟောအခုဆိုလို့ရှိရင်အာဆီယံဥက္ကဋ္ဌနဲ့ပါကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုတွေလုပ်လာပြီဆိုတဲ့အခါကျတော့ဟို NASA ကအစိုးရဒီတရားဝင်ပါဘူးလို့နော် NUG ဒီကလည်းတရားဝင်ပါသေးတယ်ဒါမျိုးတရားဝင်မှုအားပြိုင်နေတဲ့ NUG ဟာဆိုလို့ရှိရင်အရှိုက်နေမကောက်ဘူး။ဟိုကလည်းထိုးခံဒီကလည်းထိုးခံပါ။နောက်တစ်ခုကဒီကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့နော်ဒီ ဟို special 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 envoy special envoy ဆိုလို့ရှိရင်တကယ်ဒီအထူးကိုယ်စားလှယ်ဟာဆိုလို့ရှိရင်လည်း NASA ကနေပဲတွေ့ဆုံရတာပါအဲ့တော့ NUG ကပါထပြောလို့ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့တွေ့နေတာတဲ့ခိုးကြောင်ခိုးဝင်နဲ့တွေ့ချင်းမလုတ်ပါနဲ့ထိုက်ရိုက်တွေ့ပါဆိုတော့သူတို့လည်းတွေ့နေပါလေဆိုတဲ့ပုံစံမျိုးလေးပေါ့အတန်နှွင့်ရတဲ့အခြေအနေမျိုးတွေရောက်သွားတာအဲ့တော့ဆိုလိုချင်တာကတော့ NASA ကနေနဲ့တန်ငင်းတဲ့မှန်ကင်းမှာဟိုပရမအူဆုံးခြေလမ်းအသူ့ရဲ့ခြေလမ်းအစကတော့ရုရှားပေါ့ဗျာနော်ရုရှားတရုတ်ရုရှားတရုတ်ပြီးတဲ့ခါမှာ မက်ခေါင်ဆရီဂျင်ပြီးတော့ပြီးတော့ဘယ်ကောင်မလဲဘင်းစတက်ပြီးလို့ရှိရင်ကျွန်တော်တို့ရုရှားနိုင်ငံနိုင်ငံတော်အဆင့်ဖိတ်ကြားမှုအဲ့ဒီကနေမှတဆင်အခုဆိုရှင်အာဆီယံဥက္ကဋ္ဌနဲ့ဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာနော်ဘန်ကောက်မြို့တွေ့ဆုံမှုဆိုတဲ့ခါကျတော့အထူးဖြစ်နေသူ့ရဲ့နိုင်ငံရေးကျွန်တော်တန်ငင်းတမန်ခင်ပေါ့သူ့ရဲ့တန်ငင်းတမန်ခင်နဲ့တရားဝင်မှုဟာဆိုရှင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့မြင့်တက်လာတာပဲကျွန်တော်တွေ့ရတယ်ဒါမှလည်းစနအမှရေးသလိုပေါ့ဗျာနော်စီရေးမှာတော့ဟုတ်ပါလေကျွန်တော်ဝင်ခံရမှာပါစီရေးမှာတော့ အတိုင်းအတာတစ်ခုထိကအနေပဲရောက်နေတော့အမှန်ပဲဒါပေမဲ့ဒါတွေကဘွားကြီးမဟုတ်ဆိုတော့သိစေချင်တယ်နော်ဒါတွေကအချိန်မရွေးပြောင်းလဲသွားနိုင်တယ်အဲ့တော့တော်လိုင်းတော်လိုင်းအားပေးထောက်ကန်တဲ့ခင်ဗျားတို့လည်းငိုပွဲအခုလိုမျိုး NUG ငိုပွဲဝင်သလိုခင်ဗျားတို့လည်းငိုပွဲဝင်ရကောင်းဝင်ရနိုင်တယ်ဒါဒါပေမဲ့တော့မသေးချပါဘူးနော်ခင်ဗျားတို့စက်ကြိုးစားပိုင်လို့ရှိပါသေးတယ်ဒါပေမဲ့တော့နည်းနည်းလေးစဉ်းစားပါဟုတ်လားဟုတ်ပြီအဲ့တော့ဒီတွဲဆောင်ပွဲကနံပါတ်1ချက်နေနဲ့ကျွန်တော်တို့ကြည်တာပေါ့အဓိကဆွေးနွေးမယ့်အကြောင်းအရာတွေကိုကျွန်တော်သုံးသပ်ကြည့်ပါလေကျွန်တော်သုံးသပ်ကြည့်ပါလေပေါ့နော်သုံးသပ်ကြည့်တဲ့အခါမှာ အဓိကဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒီငလျင်ဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးဒါကတော့နံပါတ်1တို့ရဲ့ဒီနံပါတ်1ဘယ်ခေါ်မလဲဆိုအဂျန်ဒါထဲမှာပါမယ်ပေါ့နော်အဲ့တော့အဲပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်ငလျင်ဘေးသင့်တွေကိုကူညီနိုင်မယ့်အရေးပြီးတော့ကျွန်တော်တို့ဒီပေါ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးဝေနိုင်ရေးပေါ့ဗျာနော်အဲ့ဒါနံပါတ်1ချက်ဖြစ်နိုင်တယ်အဲနောက်ထပ်တစ်ချက်အနေနဲ့ကတော့ အပြစ်ခတ်ရစဲရေးကိုဆက်လက်ပြီးတော့ထိန်းထားနိုင်ရေးကလည်းဒါကဆက်လက်ပြီးတော့စံထမ်းနိုင်ရေးပေါ့နော်ဆိုလိုချင်တာကနောက်ထပ်ပြစ်ခတ်ရစဲရေးအချိန်ပေါ့အချိန်ကိုဆက်လက်တိုးနိုင်ဖို့မျှော်လင့်တာလေဒါကအဲဆွေးနွေးမှုထဲမှာပါနိုင်တယ်ပေါ့ဗျာနော်အဲနောက်ထပ်တစ်ချက်အနေနဲ့ကတော့အဲကျွန်တော်တို့ဒီပေါ့ဟို ASEAN ရဲ့5 point consensus ပေါ့တော့ကျွန်တော်တို့ ASEAN ရဲ့ပုံသဘောတူညီချက်၅ချက်ကိုလည်းဖော်ဆောင်ဖို့တိုက်တွန်းမဲ့ကိစ္စတွေလည်းပါနိုင်တယ်ပေါ့ မဘလဝဲဖြစ်ဖြစ်ပါအဲ့တော့ဒီကတော့ဒီဆွေးနွေးမဲ့ကိစ္စကြီးရာဒီ၃ရက်မှာသွားတွေ့မယ်ဒါပေမဲ့ NASA ကအနေနဲ့ကလည်းသူ့ရဲ့နိုင်ငံရေး road map ပေါ့နိုင်ငံရေးလမ်းပြမြေပုံကိုသူထုတ်ပြมาပဲဖြစ်တယ်အဲ့အဲ့ဒါကတော့မြန်မာနိုင်ငံမကြာခင်ရွေးကောက်ပွဲကျင်းပမယ်ကျင်းပပြီးတော့သူ့အနေနဲ့ဆက်လက်ပြီးတော့နိုင်ငံရေးသူ့ရဲ့အဲသူ့ရဲ့ road map ပေါ့ဒီလမ်းပြမြေပုံကိုသူချပြมาဖြစ်မယ်အဲ့တော့ ASEAN အနေနဲ့တောင်းဆိုလို့ရတယ်ဒါပေမဲ့တော့ NASA ကကိုခိုင်းပိုင်ခွင့်မရှိဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ အာဆီယံကလည်းတောင်းဆိုမှဖြစ်သူနာဆာကလည်းသူ့ရဲ့အဲသူ့ရဲ့လုံမဲ့ကိစ္စတွေကိုခြားပြမှာဖြစ်မှာအဲ့တော့သူတို့အာဆီယံဥက္ကဋ္ဌနဲ့နော်ကျွန်တော်တို့ဒီနာဆာကနဲ့သာအပေးအယူကြည်ပြူသွားမယ်ဟေ့ဆိုလို့ရှိရင်တော့အဲနောက်လာမဲ့ရွေးကောက်ပွဲအခြေအနေကရွေးကောက်ပွဲတရားဝင်မှုဟာပို့ပြီးတော့မြင့်တက်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဆွေးနွေးပွဲမှာအများကြီးအများကြီးနာဆာကတို့အကျိုးအမြတ်ဖြစ်ထွန်းလာနိုင်တယ်အဲနောက်ထပ်ကျွန်တော်တို့အာဆီယံနဲ့ နာဆာကဒီအစိုးရပေါ့နာဆာကအစိုးရဂျာတွေကဒီ dialogue ဆိုတဲ့ဆွေးနွေးဆက်ဆံမှုတွေအားလုံးကပို့ပြီးတော့အကောင်းမွန်လာမှာ ဖြစ်တယ်အဲ့တော့အတော်တော်လေးကောင်းလာမယ့်အခြေအနေပါเนาะအဲ့ဒါကိုကျွန်တော်အဓိကပြောချင်တာပါမင်္ဂလာညချမ်းပါကိုမောင်မင်္ဂလာညချမ်းပါအဲ့တော့အဲဦးမေအောင်လိုက်အနေနဲ့တန်ငင်းတမန်ငင်းနဲ့နိုင်ငံတကာရေးရမှာတော့ဖြည်းဖြည်းနဲ့အောင်မြင်လာတာကိုကျွန်တော်တွေ့ရတယ်ဒါတွေကကျွန်တော်လွန်ခဲ့တဲ့၄နှစ်လွန်ခဲ့တဲ့၄နှစ်ခရီးကကျွန်တော်ပြောထားပြီးသားပါ အချိန်တန်းလို့ရှိရင်တော့ဟိုဘလော့ကောမတ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံတကာအတိုင်းဝိုင်းဟာဆိုလို့ရှိရင်လက်တွေ့ကျသော diplomacy ပေါ့ကျွန်တော် pragmatic diplomacy လို့ပြောလို့ရမှာเนาะအဲ့တော့အဲ့ဒီဒီ diplomacy ကတော့အဓိကထားမှာပါเนาะတိုင်ငင်းတိုင်ငင်းဆက်ဆံရေးပေါ့အဲဒီဆက်ဆံရေးမှာလက်တွေ့ကျတဲ့လက်တွေ့ကျတဲ့အရာကိုပဲလုပ်မယ်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့၄နှစ်ထက်ပြောခဲ့ပါတယ်အခုတော့ဒါတော့အခုဒီနေ့မှန်လာတယ်ပေါ့ဗျာเนาะအဲ့ဆိုလို့ကျင်တဲ့ ဲ့တော့လက်တွေ့ကြတဲ့တန်ငင်းတမန်ငင်းနဲ့ညီ NASA ကဟာကျွန်တော်တို့အဲ့တုန်းကတော့ခင်ဗျားတို့ကျွန်တော်မှတ်မိလားမသိပါ2021ကိုလာပိုင်းလောက်မှာထင်ပါတယ်နော်2021ကိုလာပိုင်းလောက်မှာထင်ပါတယ် NASA ကနဲ့ NUG နဲ့တရားဝင်နဲ့အဲတရားဝင်မှုအားပြိုင်တဲ့အခါမှာအဲကျွန်တော်တို့ NASA ကအားပေးထောက်ခံတဲ့သူတွေကလည်း NASA ကဒီသားတရားဝင်အစိုးရဆိုပြီးတော့ကျွန်တော်တို့ profile ပုံတွေချိန်ကြတယ်ဟုတ်လားအထူးတူပဲ NUG တိုင်းတရားဝင်အစိုးရဆိုပြီး profile ပုံတွေချိန်ကြတယ်အဲအဲ့ဒီအချိန်တွေမျိုးမှီလိုက်လည်းသိလိမ့်မယ်နော် အဲ့ဒီအချိန်မှာတရားဝင်မှုကို UN ကမချမှတ်နိုင်ခဲ့ဘူးเนาะကျွန်တော်တို့တွေသူ့ဘက်ကိုယ့်ဘက်ကျွန်တော်တို့ငင်းပွားခဲ့ကြတာဖြစ်တယ်เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါအခုအချိန်မှာတော့ NASA ကဟာအဲကမ္ဘာတန်ငင်းတမန်ငင်းကြီးရတယ်မှာတဖြည်းဖြည်းနဲ့အောင်မြင်လာတာကိုတွေ့ရတယ်အဲ့တော့အခုဒီဘန်ကောက်မှာတွေ့ဆုံတဲ့တွေ့ဆုံပွဲကနေပြီးတော့ရလက်ကောင်းနေအများကြီးရလာပြီးတော့နိုင်ငံအတွက်ပေါ့เนาะနိုင်ငံရေးအဖြစ်အောင်မြင်မှု ဒီအများကြီးတည်ဆောင်လာမှာဖြစ်တယ်ပြီးတော့ငလျင်ဘေးကယ်ဆယ်မှုတွေနဲ့ပတ်သက်ပြီးတော့အများကြီးထက်လက်ပြီးတော့ဗောနောနိုင်ငံတကာရဲ့အဲပံ့ပိုးကူညီမှုတွေအများကြီးရရှိမှာဖြစ်တယ်လို့နောက်ထပ်နိုင်ငံကြီးများရဲ့နိုင်ငံကြီးများရဲ့အားပေးထောက်ခံမှုတွေအများကြီးရရှိမှာဖြစ်တယ် NASA ကအနေနဲ့အများကြီးသူတို့ဒီအခြေအနေပေါ်မှာ နိုင်ငံရေးသူသူအနေနဲ့ဗောနောအကျိုးရှိအောင်ဆောင်ရွက်သွားမယ်လို့ကျွန်တော်တို့မျှော်လင့်နေပါဗျာနော်ကဲဟုတ်ပါပြီအဲ့တော့ခုလက်ရှိအမ် NASA ရဲ့ တိုင်ငင်းတမန်ကြီးကြီးရာလာမယ့်နှစ်ရက်တွင်မှာနော်ကျင်းပမယ်အကျင်းပလာမှာဒါကအတူသဘောတွေ့ဆုံပွဲဖြစ်တယ်နော်အဲ့ဒါခုတော့ရှင်းရှင်းလင်းသိဖို့လိုတယ်အာဆီယံကနေပြီးတော့တရားဝင်ပေါ့ဥမာဖြစ်ယုံအာဆီယံလှုပ်ထုံးလုံနည်းနဲ့သွားတဲ့တွေ့ဆုံပွဲမဟုတ်ပါဘူးဒီတွေ့ဆုံပွဲဟာကျွန်တော်တို့အလို့သဘောတွေ့ဆုံပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘာပဲဖြစ်ဖြစ်အလို့သဘောတွေ့ဆုံပွဲဆိုသည့်တိုင်အောင်တော့မှာပဲမလေးရှားဝန်ကြီးချုပ်ကအာဆီယံမလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအနေနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တနည်းအားဖြင့် အာဆီယံကနာဆာကကိုလက်ခံစကားပြောပြီးတော့အတိမတ်ပြုရတယ်ဆိုတော့ဟိုဘယ်လိုခေါ်မလဲဆိုရှင်ဒိတ်ပဲပေါ်ပေါ်သွားတော့တင်ဂီတာဆောင်းသွားတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့တော့ရှေ့လျှောက်ကတော့နာဆာကသည်အပြည့်အပြည့်နဲ့အာဆီယံ level ကိုပြန်ရောက်လာမယ်အဲ့တော့တဖြည်းကျွန်တော်ပြီးခဲ့တဲ့ light ဒီမှာကျွန်တော် light ကိုစောင့်ကြည့်ပြီးတော့ဆိုသိလိမ့်မယ်နော် regional level တွေဖြစ်တဲ့ဒါဒါလည်းပြောမှဆိုအာဆီယံလည်းတနည်းအားဖြင့် regional ဒေတာတွင်းဒေတာတွင်းမှာပဲဒေတာတွင်းအဆင့်မှာပဲအဲ့တော့ ပထမဒေတာတွင်းအဆင့်ဖြစ်တဲ့မက်ခေါင်ဆပ်ရီဂျင်မှာလည်းတရားဝင်မှုကခိုင်ပါတယ်ဟုတ်ပလားအဲနောက်ကျကျွန်တော်တို့ big step ဒီကျွန်တော်တို့ဒီ big step regional level မှာလည်းအောင်မြင်ခဲ့သလိုအခု ASEAN level ကိုလည်းအခုကျွန်တော်ပြီးခဲ့တဲ့ live မှာစောင့်ကြည့်ခဲ့သိနေမယ်စက်တိုးဘူးကတိတ်မခတ်တော့ဘူးဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်နော်တိတ်ပိုပြီးခတ်ခဲ့ဖို့မရှိတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်အဲ big step ထဲမှာနေမယ် ASEAN နိုင်ငံတွေကပါတာဟုတ်မက်ခေါင်ဆပ်ရီဂျင်မှာလည်း ASEAN နိုင်ငံတွေကပါတယ် ဲ့တော့တရုတ်အိန္ဒိယရဲ့ပါဝင်မှုအားပေးလာတဲ့အခါမှာတော့ရုရှားတို့နိုင်ငံမျိုးဘီလာရုစ်နိုင်ငံမျိုးအားပေးလာတဲ့အခါမှာတော့အဲနာဆာကဟာတဖြည်းဖြည်းနဲ့တန်ရင်းနဲ့မှငယ်နောက်တစ်ဆင့်ဖြစ်တဲ့အာဆီယံ level အာဆီယံ level ပြီးလို့ရှိရင်တော့ကျွန်တော်တို့ global level သွားရမှာပါ global level ဆိုတော့ United Nation မှာအဲ level ground တစ်ခုပေါ့နော်ကျွန်တော်တို့တရားဝင်မှုကိုဆက်လက်ပြီးတော့ရှာဖွေရမှာဖြစ်ပါတယ်တရားဟောတရားဝင်မိသားလေဆိုလိုချင်တာကစီးရောရမှာနိုင်ငံရေးအဖြစ်စီးရောမှုကဆက်သွားရမယ်လမ်းကြောင်းကတော့ရှိနေသေးတယ်အဲ့ဒါလေးအဓိကပြောချင်တာပါဒီတွေ့ဆုံပွဲမှာ ျွန်တော်ခင်ဗျားတို့နာဆက်ကောက်အားပေးထောက်ခံတဲ့သူတွေအဲခင်ဗျားတို့အားလုံးအတွက်လည်းဒါကအဲအခုချိန်မှာပေါ့နော်ဟိုစိတ်မကောင်းစရာတွေများစွာတည်းကကျွန်တော်တို့ပျော်ရွှင်စရာအားရစရာနော်တခုဖြစ်ပါတယ်အနာဆက်ကအနေနဲ့နိုင်ငံရေးစီရေးအကူအညီတွေအများကြီးအများကြီးဆက်လက်ပြီးတော့ရလာနိုင်တယ်လို့နိုင်ငံရေးအဖြစ်ရက်တည်ဖို့တဖြည်းဖြည်းခိုင်မာလာပါပြီနော်အဲ့တော့ရွေးကောက်ပွဲသားကျင်းပနိုင်လိုက်ပြီဆိုလို့ရှိရင်တေချာပါတယ်နောက်ထပ် global level ဆက်သွားရမှာပါ global level ဆိုတာတော့ကျော်မိုးထွန်းတို့သိရမလားအခုခုံယူတာမထအောင်မထအောင်ဆိုပြီးတော့လေအဲခုံယူတာလာအဲ့ဒီခုံကအကဲရွေးကောက်ပွဲကျင်းပပြီးသွားပြီဟေ့ဆိုလို့ရှိရင်တော့သွားပြီအဲ့ခုံကသူ့ကိုသူ့တို့ကြိုက်ချိုးချိုးမချိုးလို့ရှိရင်တော့အိမ်တယ်မထချင်အိမ်တယ်ဝါမှရပဲเนาะအဲ့ဒါလေးအဓိကပြောချင်တယ်